documentary style editing ကိုစိတ်ဝင်စားတဲ့သူတွေအတွက်အခုလိုမျိုးအလန်းစားလုပ်ငန်းမျိုးကို align motion ကိုအသုံးပြုပြီးတော့သင်ပြပေးအောင်မှာဖြစ်လို့ဒေချာလေးလိုက်လုပ်ကြည့်လိုက်ရအောင်โอเคပထမဆုံးကျွန်တော် align motion နဲ့ဝင်မယ်ပြီးရင် blood icon လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးွားရင်ကျွန်တော်ဒီမှာအဲ create ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော် blood ကိုတန်းနှိပ်မယ် media လေးကိုတစ်ချက်ဝင်ကျွန်တော် background တစ်ခုကိုရွေးလိုက်မယ်เนาะ โอเค B1 จอဒီမှာ blood icon လေးကိုတစ်ချက်နှိပ်လိုက်မယ် B1 จอတို့ဒီ blood ကိုတစ်ချက်နှိပ်ပြီးရင်ကျွန်တော် cycle layer လေးကိုတစ်ချက်နှိပ်လိုက်ပါ color ကိုတစ်ချက်ချိန်မယ်အနီလေးထားလိုက်မယ်ပြီးရင် color ကိုအရောင်လေးတောက်အောင်လို့ကျွန်တော်ဆွဲတင်လိုက်မယ်โอเค cycle layer လေးကိုတစ်ချက်ထောက်လိုက် edit shape ကိုတစ်ချက်နှိပ် key frame လေးတစ်ခုချလိုက်မယ် B1 จอဒီမှာ1 second လောက်ပါဗောနော်ကျွန်တော် key frame လေးတစ်ခုချလိုက်မယ်ကျွန်တော်ဒီပထမ key frame မှာ0ထားလိုက်မယ် h ကို1ရအောင်0ထားလိုက်မယ်။ Okay ဒုတိယ key frame မှာဆိုရင်ကျွန်တော်ဒီမှာ200လောက်ထားလိုက်မယ်။ Okay 230လောက်ထားကြည့်လိုက်မယ်ပေါ့နော်။ Okay h ကို1ရအောင်230 Okay ပြီးတော့ကျွန်တော်ဒါလေးကို correctly ထုံးစံတိုင်းထည့်လိုက်မယ်။တစ်ချက်ပြန်ပြီးတော့ play ကြည့်အောင် โอเคဒီတိုင်းလေးရလာပြီပြီးွားရင်ကျတော့ဒီကောင်လေးကိုအဲဒီ stroke လေးတစ်ချက်ထည့်လိုက်မယ်เนาะ stroke လေးကိုကျတော့ဒီမှာ black lever ထားလိုက်မယ်เนาะပြီးွားရင်ကျတော့နည်းနည်းလေးတင်ပေးလိုက်မယ်โอเคဒီတိုင်းလေးရသွားပြီချက်ပြန်ပလေးကြည့်အောင်โอเคဒီကောင်ကျတော့ black icon လေးကိုတစ်ချက်နှိပ်မယ် media လေးကိုတစ်ချက်နှိပ်လိုက်မယ်ကျတော့ character လေးကိုတစ်ချက်ရွေးလိုက်မယ်ဒီကောင်ကျတော့ဒီ character လေးကိုတစ်ချက် size ကလေးကိုသေးလိုက်မယ် โอเคပြီးတော့ဒီ y နဲ့မှာ adjust လုပ်လိုက်မယ်နည်းနည်းလေးထပ်သေးလိုက်မယ်โอเคဒီတိုင်းလေးရပြီပြီးတော့ကျွန်တော်ဒီကောင်လေးကို border shadow တဲ့အကြောင်း shadow လေးတစ်ချက်ဖွင့်ပေးလိုက်မယ်โอเคအရေးပုံစံလေးပေါ့နော်โอเคပြီးွားရင်ကျွန်တော်ဒီအရှိဆုံးကိုပြန်သွားလိုက်မယ်ပြီးရင်ကျွန်တော် remove and transform နဲ့ဝင်မယ်ကျွန်တော်ဒီမှာ keyframe လေးတစ်ခုချလိုက်မယ်ပြီးွားရင်ကျွန်တော်တို့ထုံးစံတိုင်းမှာ color က1 second နေရာလေးမှာကျွန်တော် keyframe တစ်ခုထပ်ပြီးတော့ချလိုက်မယ်ကျွန်တော်ဒီ keyframe မှာဒီ side ထဲဝင်ပြီးတော့လည်း keyframe လေးတစ်ချက်ချလိုက်မယ်နော် side အသေးအကြီးလေးကိုလည်း ် key frame လေးချလိုက်မယ် okay ပြီးတော့ကျောင်းဒီမှာပြန်သွားကျောင်းအောက်ကလေးကိုတစ်ချက်ဆွဲချလိုက်မယ် okay ပြီးွားရင်ကျော်တို့ဒီ site ကလေးကိုသွားပြီးတော့ကျော်တို့အသေးဆုံးထားလိုက်မယ် okay ပြန်ပြီးတော့ play ကြည့်လိုက်မယ် okay ဒီတိုင်းလေးထွက်သွားတယ်ကျော်တို့အဲ့ခါကျတော့ လူနဲ့မတက်ဘူးဆိုတော့ဒီဘက်လေးကိုနည်းနည်းလေးရွှေ့ပေးလိုက်မယ်တစ်ချက်ပြန်ကြည့်အောင် okay ဒါဆိုရင်တက်သွားပြီကျွန်တော်ဒီမှာ grad ကလေးတစ်ချက်ထားလိုက်မယ် okay ဒီကဒီ site ကလေးမှာလည်း grad ကလေးတစ်ချက်ထားလိုက်မယ် okay ပြန်ပြီးတော့ play ကြည့်အောင် โอเคဒီတိုင်းလေးရပါပြီရောက်ရင်ကျောဒီမှာ cycle 1လေးကိုတစ်ချက်ထောက် icon လေးကို duplicate layer ပွားလိုက်ပြီးရင်သူ့ကိုတစ်ချက်ထောက်လိုက်ထောက်ပြီးရင်ကျောတို့ border and shadow ထဲမှာရှိတဲ့ဒီ stroke ကိုပိတ်လိုက်မယ်ပိတ်ပြီးရင်ကျောတို့အပေါ်ကိုတစ်ချက်တင်လိုက်မယ်တင်ပြီးရင်ကျောတို့ eye cycle copy layer နဲ့ character နှိပ်ပြီးရင်ကျောဒီမှာဒီ true and match ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါချက်ပြန် play ကြည့်မယ် okay ဒီတိုင်းလေးရပါပြီကျွန်တော်ရပါပြီဆိုရင်ကျွန်တော်စာလေးတစ်ချက်ထည့်မယ်ဆိုတော့ rectangle shape လေးကိုတစ်ချက်နှိပ်လိုက်ပြီးတော့ကျွန်တော်ဒီမှာ โอเคဒီလောက်လောက်လေးတစ်ချက်ထားကိုစာရိုက်မဲ့အနေထားလေးပေါ့နော်ဝေး B1 ကြောဒီ color လေးကိုတစ်ချက်ချိန်လိုက်မယ်ကြောဒီရောင်လေးထားလိုက်မယ်โอเค B1 ကြောဒီမှာ text တစ်ခုရေးလိုက်မယ် content creator လို့ပဲရေးလိုက်မယ်နော် C O N T E N content creator CIA TOA okay B1 ကြောဒီမှာအကိုလိုချင်တဲ့ဟာလေးကို adjust တစ်ချက်ချလိုက်မယ် B1 ကြောဒီကောင်လေးကိုအနက်လေးထားလိုက်မယ် ဒီကောင်ဒီကောင်လေး site လေးကြောင့်နည်းနည်းလေး adjust လုပ်လိုက်မယ် okay content creator ဒီကောင်ကြောင့် button shadow တွေက shadow လေးတစ်ချက်ဖွင့်လိုက်မယ်ပြီးရင် shadow လေးကိုအဆုံးထိချပေးလိုက်မယ် okay ဒီတိုင်းလေးရပါပြီရပါပြီဆိုရင်ကြောင့်ဒီနှစ်ခု group ဖွဲ့လိုက်မယ်နှစ်ခု select မှတ်ပြီး group ဖွဲ့လိုက်မယ်ပြီးရင်ကြောင့်ဒီကောင်လေးကို okay သူက creator ရဲ့အောက်ခြေလေးကိုကြောင့်လာလိုက်မယ် okay ပြီးရင်ကြောင့်ဒီ group လေးကို shadow လေးတစ်ချက်ထည့်လိုက်မယ် okay ကြောင့်နည်းနည်းလေးဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပြီးရင်ကြောင့်ဒီကောင်လေးကိုတစ်ချက်ဖွင့်ပေးလိုက် okay ဘယ်ဒီပုံစံကြောင့် share လို့လေးရပြီရပြီဆိုရင်ကြောင့်ဒီကောင်လေးကိုတစ်ချက် site ကလေးကကြီးနေတယ်ကြောင့်နည်းနည်းလေးသေးလိုက်မယ် okay ပြီးရင်ကြောင့်ဒီကောင်လေးကိုအပေါ်လေးကိုနည်းနည်းလေးဆွဲတင်လိုက်မယ် okay ပြီးရင်ကြောင့် move and transform ဝင် animation လေးတစ်ခုပေးမယ်ပြီးရင်ကြောင့်ဒီကောင်လေးကိုအောက်ကလေးကိုနည်းနည်းလေးဆွဲချလိုက်မယ် okay ပြီးရင်ကြောင့်ဒီကောင်လေးကို grab ကလေးတစ်ချက်တင်လိုက်မယ်ပြီးရင်ကြောင့်အရှိကိုပြန်သွားမယ် โอเคပြီးရင် blending and obesity ကိုတစ်ချက်သွားဒီမှာအဆုံးနေဆွဲချလိုက်ဒီကောင်ရောင်းရင်အဆုံးနေဆွဲတင်လိုက်ဒီမှာကြောက်တော့ grad ကလေးတစ်ခုထည့်လိုက်โอเคဒီတိုင်းလေးရပြီကြောက်ဒီကောင်လေးအရှည်လေးနည်းနည်းလေးတူတိုင်းပြန် play ကြည့်အောင်ဒီတိုင်းလေးရပြီဆိုရင်ကြော်ဒီကောင်လေးရလေး၃ခုကို group ဖွဲ့လိုက်မယ်။ Okay ဒီမှာဆုံးနဲ့ဆုံးဝင်ကြော်ဒီမှာတစ်ချက်ထောက်ထောက်ပြီးဝင်ကြော် move and transform တစ်ချက်ဝင် key frame တစ်ခုချပြီးဝင်ကြော်နည်းနည်းလေး base ကိုတိုးလိုက်မယ်။ โอเคပြီးတော့ကျွန်တော်ဒီဒုတိယ key frame မှာကျွန်တော်တို့ base ကိုကျောဆွဲထားလိုက်မယ်โอเคပြီးရင်တော့ထုံးစံတိုင်း graph ကလေးတစ်ခုချလိုက်မယ်ပြန် play ကြည့်အောင်โอเคဒီတိုင်းလေးဖြစ်သွားမယ်ဒီ one ကြောဒီမှာသူစမထွက်ခင်အလဲလောက်လေးပေါ့နော်အဲလောက်ကိုတစ်ချက်သွားမယ်သွားပြန်ကြောဒီမှာ touch တစ်ခုထည့်လိုက်မယ်နော်ကြော align motion is the best editing application โอเคကြောဒီတိုင်းလေးထည့်လိုက်မယ်ပြီးရင်ကြောတို့ site ကလေးကိုတစ်ချက်ရွေးလိုက်မယ်โอเค ကျတော့ font လေးကိုတစ်ချက်ရွေးမယ်ပြီးတော့ size ကလေးကိုတစ်ချက်ရွေးလိုက်မယ် okay အရောင်လေးကို color လေးကိုအဖြူလေးထားလိုက်မယ်နော် okay ပြီးတော့ဒီ color လေးကို shadow လေး glow ပုံစံလေးရအောင်ထည့်ပေးလိုက်မယ် okay ကျန်ရပါပြီပြီးတော့ effect လေးကိုတစ်ချက်နဲ့ add effect ကိုတစ်ချက်နဲ့ဒီမှာကျတော့ဒီ touch လို့ရိုက်ရှာလိုက်ပါ okay ဒီမှာ touch spacing ကျတော့ဒီကောင်လေးကနည်းနည်းလေးစိတ်နေရစင်းနည်းနည်းလေးချယ်ပေးလိုက်မယ် โอเคဒီလောက်လောက်လေးဆိုရင်အဆင်ပြေတယ်ဒီကောင်ကျွန်တော်ပြန်ထွက်လိုက်မယ် move and transform လေးနေရာလေးတစ်ချက်ချလိုက်မယ်โอเคဒီလောက်ဆိုရင်အဆင်ပြေတယ်ဒီကောင်ကျွန်တော်ဒီမှာ key frame လေးတစ်ခုချမယ်ဒီမှာ key frame လေးတစ်ခုချမယ်ဒီကောင်ကျွန်တော်ဒီကောင်လေးကိုအောက်ကလေးကိုနည်းနည်းလေးဆွဲလိုက်မယ်โอเคဒီကောင်ကျွန်တော်ဒီမှာ grid ကလေးတစ်ခုထားလိုက်မယ်ပြင်ထုံးစံတိုင်း shape ကိုပြန်လာမယ်ပြန်ထွက်လိုက်မယ်ပြီးရင် blending and opacity မှာ short ထားလိုက်မယ် ပြန်ဒီမှာအဆုံးထိတင်လိုက်မယ်ထုံးစံတိုင်း grad ကလေးတစ်ခုထည့်လိုက်မယ်โอเคပြန် play ကြည့်အောင် okay ပြီးွားရင်ကျတော့ဒီကောင်လေးကိုတစ်ချက် select မှတ်လိုက်မယ်မှတ်ပြီးွားရင် copy layer လေးတစ်ချက်နှိပ်လိုက်မယ်ပြီးွားရင်ကျတော့ဒီမှာ paste layer ဆိုပြီးတော့ချလိုက်မယ် okay ပြီးရင်ကျတော့ဒီမှာဒါလေးကိုတစ်ချက်နှိပ်နှိပ်ပြီးရင် move and transform ကိုတစ်ချက်ဝင်ပြီးတော့ကျတော့ဒုတိယ keyframe မှာအောက်ကလေးကိုနည်းနည်းလေးဆွဲချလိုက်မယ် okay ကျတော့ပထမ keyframe မှာလည်း ူအောက်ကလေးကိုဆွဲချလိုက်မှာ okay ဒီပုံစံလေးဖြစ်သွားပြီပြီးရင်တော့ဒီကောင်လေးကို move and transform လေး site ကလေးကိုနည်းနည်းလေးပထမဟာထက်သေးလိုက်မှာ okay ပြီးတော့ကျွန်တော်ပြန်ထွက်မယ် edit text ကိုသွားမယ် okay စာလေးကိုကျွန်တော်တစ်ချက်ပြင်လိုက်မယ် for everyone in 2000 25 okay ကြာဒီတိုင်းလေးရေးလိုက်မယ်ဒါကတော့ကိုကြိုက်တဲ့စာရင်းเนาะကျွန်တော်ဒါ example မို့လို့ပါ okay ဒါလေးကိုကျွန်တော်အရှိလေးနည်းနည်းလေးတိုးလိုက်မယ် okay ပြန်ပြီး play ကြည့်အောင် โอเคဒီပုံစံလေးရပါပြီပြီးွားရင်ကျွန်တော်တို့မလိုတဲ့နေရာတွေကိုဖြတ်ချလိုက်မယ်โอเคပြီးွားရင်ကျွန်တော်တို့ထုံးစံတိုင်းကျွန်တော်တို့ဒါလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ FPS ကို16ထားလိုက်မယ်โอเคပြီးွားရင်ကျွန်တော်တို့ဒီမှာ export ထုတ်လိုက်ရင်ရပါပြီโอเค export ချိန်လေးတော့ခဏလေးဆောင်ပေးရပါတယ်โอเคရပြီဆိုရင်ကျွန်တော်တို့ဒီမှာပြန်ပြီးတော့ play ကြည့်လို့ရပါပြီ ဝဲအမောင်းဆုံးကျော်တို့ align motion နဲ့ဝင်မယ် pyn blood icon လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင် create ကိုနှိပ်မယ်ပြီးရင်ကျော်ဒီမှာ blood ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးွားရင်ကျော်ဒီမှာအဲ media လေးကိုတစ်ချက်ရွေးလိုက်မယ်ရွေးပြီးွားရင်ကျွန်တော်တို့ဒီပုံလေးတစ်ပုံ background လေးကိုထားလိုက်မယ်နော်ခွဲကျော်ဒီ background လေးပဲတစ်ချက်ထားလိုက်မယ် black ကိုနှိပ်လိုက်မယ်ပြီးွားရင်ကျော်နောက်ထပ် background လေးတစ်ခုထပ်ပြီးတော့အမ်းမယ်ခွဲကျော်ဒါလေးထည့်လိုက်မယ် ပြီးရင်ကျော blending and opacity တွေကလိုက်တန်းအောင်တစ်ချက်နှိပ်လိုက်ရပြီ okay ဒီပုံစံလေးရပြီဒါလေးကိုကျော်နည်းနည်းလေး adjust လုပ်လိုက်မယ် okay ကျော်ဒီပုံစံလေးထားလိုက်မယ်ပြီးရင်ကျော် black ကိုနှိပ်မယ် touch ကိုနှိပ်မယ်ပြီးရင်ကျော်ဒီမှာ co co လို့တစ်ချက်ရိုက်လိုက်မယ်ပြီးရင် font လေးကိုရွေးမယ်ပြီးရင်ကျော် size ကို okay အကြီးဆုံးထားလိုက်မယ်ပြီးရင် color ကိုအဖြူလေးထားလိုက်မယ် okay ပြီးတော့ကျတော့ဒီကောင်ထုံးစံတိုင်းမှာ grow ပုံစံလေးရအောင်အဖြူဆိုတော့အဖြူတိုင်းမှာထားလိုက်မယ်ပြီးရင်နည်းနည်းလေးဆွဲချဲ့လိုက်မယ် โอเคပြီးရင်ကျွန်တော်ဒီကောင်လေးကို duplicate ပွားလိုက်မယ် duplicate layer ပြီးရင်ကျွန်တော်ဒီကောင်လေးကို attach ကလေးပြီးတော့โอเค tool လို့ရိုက်ရှာလိုက်မယ်ပြီးရင် site ကလေးကိုကျွန်တော်နည်းနည်းလေးသေးလိုက်မယ်โอเคပြီးရင်ကျွန်တော်ဒီကောင်လေးကိုရွှေ့လိုက်မယ်โอเคဒီပုံစံလေးရတယ်ကျွန်တော်ဒီနှစ်ခုကို group ဖွဲ့လိုက်မယ်เนาะဖွဲ့ပြီးတော့ကျွန်တော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ move and transform ဝင်ကျောက်ဒါလေးကို1 second လောက်ကျောက်ထားလိုက်မယ်။ Okay ။ပြီးတော့ကျောက်တို့ပထမ key frame မှာကျောက်တို့အောက်ကိုဆွဲချလိုက်မယ်။ โอเคပြီးရင် grad လေးကိုထုံးစံတိုင်းဒီကောင်လေးထည့်လိုက်မယ်ပြန် play ကြည့်အောင်โอเคဒီတိုင်းလေးရပြီရပြီဆိုရင်ကျွန်တော်ဒီမှာဒီ group layer လေးကိုထောက်လိုက်ပါ effect ကိုနှိပ်ပါပြီးရင်ကျွန်တော်ဒီမှာအဲ gaussian blur ဆိုတာလေးတစ်ချက်ရိုက်ရှာလိုက်မယ်ပြီးရင် icon လေးကိုနှိပ်လိုက်မယ်โอเคပြီးရင်ကျွန်တော် given တခုချမယ်ပြီးရင်ကျွန်တော်အဲမြင်ရတဲ့ဟာကိုဆွဲလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ2 second လောက်မှာ given တခုချမယ်အဲအဲ့ဒီမှာကျတော့ဝါးဝါးတဲ့နေထားကိုထားလိုက်မယ်ပြီးရင်ကျတော့ဒီမှာ graph ကလေးတစ်ခုထားလိုက်မယ် โอเคပြီးရင်ရှေ့ကိုပြန်ထွက်မယ်ထွက်ပြီးတော့ကျွန်တော်ဒီမှာဆုံးကနီးလေးမှာ blending and opacity ကိုတစ်ချက်ချပြီးတော့ကျွန်တော်ဒီအဆုံးလေးမှာ blending and opacity ကိုအဆုံးကြီး short ချလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ crack လေးတစ်ခုချလိုက်မယ်โอเคကျွန်တော်ပြန် play ကြည့်အောင်ဘယ်လိုပုံစံ animation လေးရမလဲโอเคတကယ်တူတူဒီ text ကလေးရပြောက်သွားတဲ့ပုံလေးရလာပါတယ်အောက်ကကောင်ကကျွန်တော်တို့ဒီတိတ်မညီဘူးဆိုတော့ကြောင့်ဒီကောင်လေးကိုတစ်ချက်ရွှေ့လိုက်မယ်โอเคဒီလောက်လေးဖြစ်သွားမယ် ဖယ်ပြီးတော့ကျွန်တော်နောက်တစ်ခုထပ်ထည့်ကြည့်လိုက်မယ်ဒါလေးကိုကျွန်တော်တို့ဒီ copy layer လောက်လိုက်မယ်ပြီးရင်ကျွန်တော်ဒီ paste layer အနေနဲ့ထားလိုက်မယ် channel တွေပြင်စရာမလိုဘူး edit group တွေက touch ကိုသွားပြင်မယ် co နေရာမှာကျွန်တော်ဒီ edit touch ကလေးပြီးတော့ဒီ so လို့ရိုက်လိုက်မယ် okay ဒီကရင်ကျွန်တော်ဒီ2အပြင်စရာမလိုဘူးဆိုတော့ကျွန်တော်ပြန်ထွက်လိုက်မယ် okay တခြား play ကြည့်အောင် okay ဒီနောက်တစ်ခု so2 okay ရပါပြီဆိုရင်ကျွန်တော်မလိုချင်တဲ့နေရာလေးတွေကိုဖြတ်ထုတ်လိုက်မယ် slap မှတ်ပြီးတော့ဖြတ်လိုက်မယ် okay ပြီးတော့ကျွန်တော်ထုံးစံတိုင်း export ထုတ်တော့မယ်ဆိုရင် frame ကိုကျွန်တော်16ထားလိုက်မယ်ပြန်ကြောဒီမှာ export video လေးကိုတခြားနေတိုင်းရပါပြီသူကခဏလေးတော့စောင့်ပေးရပါတယ် okay ပြန်ပြီး play ကြည့်အောင် Okay ဒါဆိုရင်ကျွန်တော်ဒီနေ့ပြောပြပေးလိုက်တဲ့ animation တစ်ခုကလည်းလုံးဝလုံးဝသုံးသပ်လိုက်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့နောက်ထပ် video တွေမှာကျွန်တော်ကပိုကောင်းတဲ့ animation တွေကိုအများကြီးတင်ပေးသွားပါမယ်ပြီးတော့ကျွန်တော်အခုလုပ်နေတာဒီ 3D animation ကိုကျွန်တော်ပို့ပြီးတော့ဒီ tutorial တွေလုပ်ပေးနေပါတယ်နောက် video တွေမှာလာပါမယ်ဆိုတော့ဆက်လက်စောင့်ကြည့်ဖို့ပြောချင်ပါတယ်